7 July လ Lucky 7ကံကောင်းခြင်းများစွာအားလုံးပိုင်ဆိုင်နိုင်ပါစေ။အခုတနင်္ဂနွေသားသမီးများရဲ့ကံကြမ္မာကံစားတာကျွန်တော်များပုံနဲ့တော်ပြီးနေလက်ခတ်ပညာရရာဒီဂျိုခွင်နော်။ဩဇာစားတာအားလုံးဂျိုစိဂျုံလေးနဲ့ဆက်ဆက်တဲ့အခိုင်အမာဆိုလို့ရှိရင်တနင်္ဂနွေသားသမီးများဟာရသံတတိညာပညာတို့ပေါင်းစပ်ပြီးအောင်မြင်မယ်။မွေးဖြူရေလုပ်ငန်းစားတောက်ကုန်လုပ်ငန်း ကုံစီစီးပွားရောင်းရွေးဝယ်ရေးကိစ္စတွေအောင်မြင်နိုင်တယ်။သို့တော့အိမ်တွင်းမိသားစုရဲ့အချို့ကိစ္စရက်တွေဖြေချင်းနိုင်စွာအားနဲ့တတ်ကြောလိုင်းလားခုနှစ်လပိုင်းရှိရမ23ရက်အတွင်းကတော့တော်တော်လေးကောင်းကျိုးပေးမယ်။တန်နင်းတွေကြိုးပြောင်းနေရာသီခွင့်ကအပြောင်းလဲတွေကောင်းသောအကြောင်းတရားကောင်းသောအကျိုးချေးတို့တော့ဖြစ်ထောင်းမယ်။ တန်နည်းငွေကြောကရကရသိရောက်ရှိသွားပြီဆိုရင်တော့တော်တော်လေးလုံရေးကန်ရေးတွေခံရမယ်16 18နော်ဇွန်လ16 18ပိုင်းကမှဆိုတော်တော်လေးစိတ်ချမ်းသာတာတွေပေါ်ပေါက်မယ်ငွေကြေးကိစ္စရက်တွေလည်းအောင်မြင်နိုင်မယ်လုံငန်းရေးနဲ့ပတ်သက်ပြီးအတိတ်အဆောင်ဖြစ်နေတဲ့ကိစ္စတွေအများကြီးတက်မှတ်သွားမယ်နိုင်နိုင်လေးသတိထားပြရမှာကစိတ်မြန်လက်မြန်ဒေါသမြန်ပြီးတော့လာအောင်ငယ်သားပေါ်တွေသားသမီးပေါ်မှာပြောမိပြောရ စိတ်လို့ကိုလို့ပြောဆုံးတတ်တဲ့ကိစ္စရဲ့မျိုးကိုတတိထားမယ်အပြောမာတာတွေတနည်းအားဖြင့်မလိုလားအပ်တဲ့ကိစ္စတွေဇကာအရှိတင်ဖြစ်ရတာစိတ်ဆင်းရဲတောက်ကစိတ်အနောက်ဖြတ်ဖြစ်ရတာလေးတွေအထုတ်ကရုစိုက်ပေးကိုစားနေတဲ့မေတ္တာရက်ခံချက်ပါလေဇကာအညင်ခေါပြတနာပရိပခအထုတတိပြုရမယ်။ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့စိတ်ဝမ်းကွဲတာတွေကြုံညာတတ်တဲ့လားတလဖြစ်နေပါလေ အိမ်တော်သည်များအိမ်တော်ကြီးအိမ်တော်ကံမှာဆိုရင်အိမ်တော်ကြီးအစ်မြတ်လေအိမ်တော်ကြီးကံကြမှာအိမ်တော်သည်များအိမ်တော်ရှင်များပို့အိမ်တော်ကြီးကောင်းမွန်ခြင်းအရှိရေနှလုံးသားကြီးစာတာတင့်တင့်မြတ်တာပြီးအတင့်တက်ကောင်းမွန်တဲ့အရှိရေအိမ်တော်ရေတို့ရောက်ရှိစင်နဲ့လာလေးတလကောင်းကျိုးပြုမဲ့အချိန်ခါလေးဖြစ်တယ်လို့စာလေးနဲ့တင်ပြပါရစေနော် အခုစားနေတဲ့ဇာတာဆက်ဆက်တာစီးပွားရေးလုပ်ငန်းမှာဆိုလို့ရှိရင်စိုက်ပျိုးရေးတော့နဲ့ပတ်သက်တာမွေးဖြူရေးတော့နဲ့ပတ်သက်တဲ့လုပ်ငန်းတွေအများကြီးအောင်မြင်နိုင်တယ်။စားတော့ကုန်စီတွေနဲ့ပတ်သက်တာတွေအများကြီးကောင်းကျိုးပြုမဲ့လာလေတလားဖြစ်နေတယ်။တတိပြုပေးရမှာကမိသားစုရေးစိတ်ဝမ်းပွဲတာတနည်းအားဖြင့်စိတ်အခမ်းမတန်းတာတွေပြတ္တနာပရိပခလေးတွေကိုတော့တရေထားနိုင်ဖို့တတိပြုပေးဖို့စားနေတဲ့အထုမြတ်တာရက်ခံတယ် လူမြေကိစ္စရက်တေစိတ်ပန်းတို့ပန်းငယ်ဖြစ်ရတတ်တယ်ဖိမကိုင်ကြီးဆောင်ရပေးရတာလေကြုံညာဆုံညာတတ်တယ်တတိပြုပေးရမှာကစိတ်ပန်းတို့ပန်းငယ်ဈာန်အောင်မြင်မှုလေးတွေပေါ်ဆောင်လာလေခန္ဓာလာခရထွက်ခါတော့တနည်းငယ်သားသမီးတွေအသက်တင်ညာတာအောင်ချိုးပြုစိတ်ကျမ်းပိုင်မှာဆိုလို့ရှင်တော့အစုံနှလုံးသွင်းတဲ့ပတ်သက်တာအကျုံမပြောချောင်းစုံရင်ကျက် ဖြားနာအေးပတ်တာတတိထားမယ်ရေစိန်ရေရှိုးတာတွေတနည်းဖြင့်အေးအေးမိတာတွေနော်ထို့အစိတ်ပိုင်းထို့ကြားမှတ်အခန့်ကာဏပိုင်းကောင်းကျိုးပြုချက်အာနဲ့တတိယဖြင့်အရောင်ကာလာလေးတွေကောင်းကျိုးဖြုတ်စင်မှာကောင်းကျိုးပေးတဲ့အရောင်လေးတွေဆိုရင်အစိမ်းရောင်စိမ်းနှူးရောင်ရှူသွဲရောင်ဆိုတဲ့အရောင်ကာလာလေးတွေအကျိုးပေးမယ်အရှိရဲ့မြောက်ဖက်နဲ့ပတ်သက်ပြီးတော့ ကောင်းကျိုးတွေခံစားရမယ်။နင်းနံအဖြစ်တော့ဒီဂျွန်လိုင်လာမှာအင်္ဂါသာသမိစနေသာသမိနဲ့တဟဆတစိတ်တဘောတာတိုက်ဆိုင်မှုအားနည်းပါလေ။စိတ်တဘောကတိုက်ဆိုင်မှုအကျိုးပြုခြင်းနည်းတဲ့အတွက်ထို့နင်းနံနှစ်ပံကိုအထုလုပ်ငန်းလှုပ်ဆောင်တာတွေလမ်းမရေးထုတ်စာချုပ်ချုပ်ဆိုပူးတွဲတဏှာဖြန့်ကောင်းတိုင်မြင်ဆွေးနွေးတိုင်မြင်တာမျိုးတွေတရေကျွတ်တဲ့နဲ့ခယူဆိုင်ပေါ်လုံအပ်မယ် ဒါလေးအထုတ်တရထားပေးဖို့စားနေတာမြတ်တာရခန့်တယ်လုပ်ငန်းကြီးရလို့နဲ့ပတ်သက်ပြီးတော့စိတ်တကြဆင်းတာမျိုးမဖြစ်ဘဲစိတ်အေးအေးလေးထားပြီးတော့ပုံမော်ပြီးတော့စမ်းစာတွေးတော့ဆောင်ရွက်သွားရင်အောင်မြင်မယ်စကြိုးရေးမွေးဖြူရေးစားတော့ကုန်စီနေတာပတ်သက်ပြီးတော့ကောင်းကျိုးတော့ဖြစ်သွားလာမယ်မိမိကံကြမှာမိမိကံစားတာကောင်းစေခြင်းကောင်းမွန်ခြင်းများအတွက်အောင်မြင်ခြင်းများရရှိလို့ခြင်းအတွက်မွေးနံ့သောမွေးနေ့များ တန်င်းငယ်တွေနေတော့ငါကိုင်းငံစိပလတ်လာပါကောင်းချုံများအတွက်ကိုဒိဋ္ဌံပြုရင်တော့ငါဤတို့အတွက်စွတောင်းရင်မွေးနေတန်င်းငယ်တွေနေများမိမိလုံငါမိမိလုံငါစိပတို့အတွက်တန်င်းငယ်တွေနေသေးသေးချာချာလေးစကိုပြောမဲ့ချက်တရားလေးကိုရုပ်ရုပ်ကြည်ကြည်ဆောင်ရနိုင်မယ်ဆိုရင်အမတာကောင်းချုံပြုမယ်တာကူချုံတခွတ်ဖရာရှင်တော်များကို စွန်တော်ကတ်လို့ဟူစာပေးပေးမှာတော်မဟုတ်ဖရာစေတီတို့တက်နင်းငွေချိုးတောင်းလိုက်တော်၎င်းဖရာစေတီမှာလည်းကတ်လို့ဟူစာလို့ရနိုင်တယ်မိမိတို့နေအိမ်မှာလည်းကတ်လို့ဟူစာခြင်းအဖြစ်လုပ်ငန်းကိုင်းငန်းစီးပွားလှုပ်ဆောင်မှုများအားလုံးအဆဆအရာရာတက်နင်းငွေသားသမီးများကောင်းကျိုးပြုပါမယ်မကောင်းသောကန်နေနေတဲ့ဂျိုးစေးဂျုံတဲ့အညာနေလည်းပြေပြောက်ပါပြောက်ပါပါလိမ့်မယ် တန်ငင်းနဲ့ပါသမြအားလုံးကိုစိတ်နှပြကြားမှထားတော်မူကြပါစေ။လောရင်ဆန္ဒများတစ်လုံးတော့ပြေဝနိုင်ပါစေလို့စာအနေနဲ့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်ပါတဲ့တန်ငင်းနဲ့ပါသမြကြားမှချမ်းသာကြပါစေ။လောရင်ဆန္ဒများတစ်လုံးတော့ပြေဝနိုင်ပါစေလို့အထုဆုံးမကောင်းဆုတောင်းမြတ်တာပို့တာအပ်တယ်နော်။